နမောတတဗကဝတောအရဟတောသမ္မာတံဗုဒ္ဓတာနမောတတဗကဝတောအရဟတောသမ္မာတံဗုဒ္ဓတာနမောတတဗကဝတောအရဟတောသမ္မာတံဗုဒ္ဓတာဥပ္ပေနိဝါဒအဘိညာဣတတေယအရှင်မရှင်း၌နေခဲ့ဘူးသောအကြောင်းအရာတို့ကို အောင်းမိတ်ဆင်ကျင်နိုင်သောပုပ်ပိနိဝတာနှုတ်တတိအဘိညာဉ်အရာ၌ဣတရေရသော ထေရီအရှင်မမဗတ္ထကာပိလနီထေရီမြတ်လာအရှင်မပေသည်လွန်ခဲ့သော62ကဘာထက်၌ဝိပတ်တိမြတ်စွာဘုရားထင်ရှားပွင့်တော်မူခဲ့၏ထိုစဉ်အခါဝယ်ဗန္ဓုမတိပြည်၌ပုံနာလင်မယားရှိကြ၏အလွန်ပင်တိမ်ငယ်ဆင်းရဲကြရှာ၏ ထိုးလင်းမရဆင်းရဲပုံမှာနှယောက်ပေါင်းမှအပေါ်ယုံစုလျားတထဲတဲသာရှိသည်ထို့ကြောင့်အိမ်ပြင်သို့ကိစ္စဝိစာရှိ၍လင်ထွက်လျင်မရမှအိမ်ပြင်သို့မထွက်ရဲကြီးအိမ်ပြင်ပသို့မရသွားလျင်လင်မှာအိမ်တွင် အောင်းကားသာနေခဲ့ရ၏ထို့ကြောင့်ဧကသာတကဟုခေါ်ကြ၏သူတို့၏အသက်မွေးဝမ်းကြောင်းအလုံးမှာဟင်းရွက်ကိုထင်းခွေကရောင်းချခြင်းပေသည် တနေ့သောအခါနိဗ္ဗာန်ဆောင်များသည်မြတ်စွာဘုရား၏တရားပွဲရှိသည့်အကြောင်းလက်လက်ကြွေးကြော်ကြ၏အသက်တသောင်းတန်းတွင်ပွင့်တော်မူသောတတော်ရှင်မြတ်စွာဘုရားများသည်ခုနှစ်နှစ်ကြာမှတစ်ကြိမ်သာတရားဟောတော်မူလေရှိကြ၏ဝိပဿနာမြတ်စွာဘုရားမှလည်းတတော်ရှင်တပါဖြစ်သောကြောင့်ခုနှစ်နှစ်တစ်ကြိမ်သာတရားဟောတော်မူ၏တို့ကြောင့်ဥပဒကာများကလိုက်လံနိုးစော်ရခြင်း ဖြစ်ပေသည်တရားပွဲရှိကြောင်းနိုးစော်တန်ကို ဧကဒါတကလင်မယားတို့ကြာသည်တရားပွဲသို့တူသွားမီငါသွားမီညင်းကုန်ကြသည်နောက်ဆုံးတွင် ပုံနာအရာရကတရားပွဲသို့ထွက်လာသည် ပုံနှင်းမမှအိမ်တွင်နေခဲ့ရသည်ဒုဏ္ဏပြမတတဝရောဤဆရာဖြစ်တော်မူသောဝိပတ်တိမြတ်စွာဘုရားသည်မင်းနှင့်တကွသောပိဋကတ်လေးပါအားတရားဟောတော်မူ၏ဒါနကထာတိလကထာမေဃကထာဟုသော တရားစကားအစဉ်ဖြင့်ကောင်းကင်မြစ်ကြီးစီးပီးသည့်အလားအင်္ဂါ၈ပါးရှိသောအတန်တော်ဖြင့်စိတ်ပန်စွာ ဟောကြားတော်မူ၏ပရိသတ်အစွန်မှသာတရားနာခွင့်ရသောဧကဒါသကပုံနာမှာအစအရာအတောင်ဝန်တာနေမျိုးရဲ့ပိဋိ၅ပါးဖြစ်ပေါ်နေသည်တပြိုင်နက်တည်းမှပင်ချုံယုံထားသောဆုလျာပစိုးကို ချွတ်လိုက်ချုံလိုက်ဖြစ်နေသည်ဆုလျာပစိုးကိုချွတ်ခြင်းမှာ လူဒန်းလို့သောတရားတရားကြောင့်ဖြစ်၏ပြန်ပြီးယုံခြင်းမှာဒီတထေသာရှိသည် ပုံနှိမ်မှအပြင်ထွက်သောအခါမိတို့လုံးမီနီဟူသည် မြစ်စေရာ စိတ်ကြောင့်ဖြစ်သည်ဝန်တိုစိတ်နှင့်လူဒန်းလို့စိတ်တို့လွန်ဆွဲနေရာညီဦးရန်ကုံဆုံးသွားသည်ထို့နောက်မစ္စည်းမရန်ကုံဆုံးသည့်အထိတထာနှင့်မြစ်စေရာတို့၏တိုက်ပွဲကြီးမပြီးသေးချေပစ္စည်းမရန်အရောက်တွင် ပုံနာသည်မိမိကိုယ်ကိုပြန်၍တရားချ၏ဧကတာတကအပေါ်ယုံစုလျာပစိုးကလေးတစ်ထည်ကိုတောင်မလူရက်သလိုရှင်ရှင်ဘဝတွေတုန်းကတွန့်တုံမှုနောက်ကိုလိုက်ပြီးဒါနကောင်းမှုမပြုခဲ့လို့ယခုဘဝမှာဒါလောက်ဆင်းရဲနေတာမဟုတ်လားနောက်ဘဝတွေမှာလည်းအခုလိုပဲဆက်ပြီးမွေးကျင်သလားမမွေးကျင်ရင်အခုလိုဧကတာတကဆုတ်ဆိုင်မနေအပေါ်ယုံစုလျာပစိုးကိုဆွဲပြုတ်ပြီး မြတ်စွာဘုရား၏ရှိတော်သူပြေကပုံထားလိုက်သည်တညလုံးအထမမြောက်သော အလူကြီးယခုမှအထမြောက်အောင်မြင်သည်ဧကတာရကဝန္တလုံးသဖြင့်ပေသက်အပြင်ဘက်၌လက်ကမောင်လက်ပန်းပေါက်ခတ်သည်အောင်မီကွဟေးအောင်မီကွထိုအော်တန်ကိုပန်တုမတီမင်းတရားကြားတော်မူသည်မင်းချင်းတယောက်လွတ်ပြီးစုံစမ်းတော်မူသည်ဧကတာရကဤကြီးမားသောစွန်စားမှုကို သိရသောအခါ တရာတရားကိုပူဇော်သောအပြင် မင်းချင်းမတဆင်ဆုလျာပစိုးတထည်ပေးပို့လိုက်သည်ဆုလျာပစိုးဟုအမိချင်းတူတော်ညာအသွင်ကားကွဲလွန်သည်ဘရင်တနာတော်မူသောပစိုးမှုကောင်းလာသည်ဧကတာရကပုံလာသည်အိမ်မက်ထဲမှပင်မမြင်ဘူးသော ပစိုးသည်မျက်စွာဖျား၏ဘုံတော်ကြောင့်ရသောပစိုးအဖြစ်သဘောထားကချမ်းမှလှူဒန်းပြစ်သည်ထိုအခါခုနကမင်းချင်းပင် ရောက်လာပြန်ကဆုလျာပစိုးနဲ့ထည်ပေးသွားသည် ဧကတာရကသည်လူတန်းချင်း၌သွေးပူနေပြီဖြစ်ရာထိုပစိုးကိုလည်းမျက်စွာပြခြေတော်ရင်၌စုပုံခြင်းဖြင့်လူတန်းလိုက်သည်ရောင်းလာပြန်မည်မြင်ချင်းတယောက်ရင်ဝင်ထဲ၌စုလျားပစိုးလေးစုံအရှင်ကြီးရှင်အရေးကြီးရဲသောဧကတာရကလူပြစ်ပြန်သည်ဤသို့လျင်သူကလူပြစ်လိုက်ပြည့်ရှင်မင်းကတရာပြန်နဆတိုးပြီးပေးလိုက်ဖြစ်နေကြရာဆက်ချောင်းဆောင်အရာတွင်ကပုံနာစဉ်းစားရပြီး ရမန်းသိလို့လူနေတာလို့လူတွေကဲ့ရဲ့ရင်မကောင်းဘူး။ထို့ကြောင့်ဧကတာရကပုံနာသည်နတ်ဆုံးကို သူတို့လင်မယားအတွေ့ခြံသာပြီး၁၄ဆုံးကိုမျက်စွာပြသို့လူတန်းပြစ်လိုက်ပြန်လေ၏။ဧကတာရကမှာထိုအချိန်မှစတင်ပြီးမျက်စွာပြနှင့်အကျွမ်းဝင်သောဥပဒကတယောက်ဖြစ်လာလေ၏။ဧကတာရကပုံနာသည်ထိုအချိန်မှစတင်ပြီးမျက်စွာပြ၏ចောင်းတော်သူဝင်ထွက်ကဝေကြီးဝုန်းငယ်များပြုရမှန်းသိလာသည်။ တနေ့တွင်ပြည့်ရှင်မင်းသည်မျက်စွာပြာအားပူးမြော့ရန်ရောက်လာသည်မွဲတင်နေပါလေရဲ့အလူရဲသော ပုံနာအဖြစ်ဧကတာရကအားမြင်လျင်မြင်ချင်းမှတ်မိသည်ဗဒံပရစ်တိုင်းဖြင့်ကမလာနှထဲကိုပေးသနာရင်မိတ်ကြားတော်မူသည် မောင်မင်းတရားနာတဲ့အခါတိုင်းဒီသသိန်းတန်ကမလာတွေဝတ်ပါပြည့်ရှင်မင်းထွက်ခွာသွားသောအခါဧကတာတကစဉ်းစားသည်ဒီအဖိုးထိုင်အဖိုးထံအထယ်တွင်နေ ဒီအကောင်ဖို့ကြီးကိုအလားဆင်လို့ဘာအကျိုးရှိမှာတော့အကျိုးမရှိတော့အဖြစ်ကိုဆင်ခြင်မိတော့အခါအကျိုးရှိမိနီလန်းစီပေါ်ပေါက်လာ၏ဤဒီကကပလာများကိုမြတ်စွာဘုရားရှိတွင် ခင်း၍၎င်းမျက်နှာကျဲ့ကျဲ့၍၎င်းလှူခြင်းပေသည် နောက်ရက်အနှဲငယ်အကြာတွင်ပြည့်ရှင်မင်းသည်မြတ်စွာဘုရားထံတော်သို့အပိုးမြော့ရောက်လာပြန်သည်လပဆံပြသောအခင်းသည်နှင့်မျက်နှာကျဲ့အစ်စ်ကိုဘယင်းမင်းမြန်မြင်ရသည် ဘရင်မင်းမြတ်သည်ကောင်းမှုရှင်ကိုအံ့ဩဝမ်းသာစွာဖြင့်စုံစမ်းသည်ငမွန်းငတေဧကတာရကဟုသိရသည်တွင်ပို၍အံ့ဩမိသည်ထို့ကြောင့်ရှင်နန်းတော်သို့ပြန်ရောက်လျင်ရောက်ချင်းဧကတာရကအားဆင့်ခေါ်သည်မောင်မင်းကနေ့ကစပြီးလက်ထွန်နွားချောင်းဆိုတဲ့တခြားအလုပ်တွေလုပ်မနေတော့မြတ်စွာဘုရားနဲ့တန်ခါတော်တို့ရဲ့ဝေယဝတ်စာကိုဆောင်ရွက်ပြီးအလုပ်ကျွေးပြုအသက်မွေးမ်းကြောင်းမှုအတွေ့မလုံကင်ပဲဧကတာရကနေနိုင်စီရန် မင်းမင်းမြဗေဒနာသော အရာများမှာ အခွန်တသိန်းထွက်သောရွာကြီးရှင်ရွာယထာစီကညာရှင်အောင်ရှင်ပေါ့ရှစ်စီနှင့်ကျွန်သီးရှင်အိမ်တော်တိုက်ပြတ်သက်ရှစ်ဆောင်တို့အပြေများစွာသောကျွဲနွားများပေသည်ဧကတာရကအထွဲ့မြတ်စွာဘုရားနှင့်တန်ဃာတော်များအားဆိတ်ရှိလက်ရှိလှုပ်ကျွေးနိုင်သော အချိန်ဤသို့ချက်ချင်းရောက်သွားပေပြီးထိုပုံနာလင်မယားသည်ကောင်းမှုကုသိုလ်များကိုအသက်ထက်ဆုံးပြုသွားကြသည် ကွယ်လွန်ပြီးနောက်ကောင်းမြတ်တော်ဘုံဘဝများနာကျင်လည်ခဲ့ရကဤဗတ္တကဘာဝေဘာရဏတိပြည်၌တကြွယ်လင်းပြားဖြစ်လာသည်အချိန်အခါမှာကောနာကုံမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံဝင်တော်မူပြီးကတ္တပမြတ်စွာဘုရားပွင့်တော်မမူသေးမီအခြားကာလဖြစ်သည်တကြွယ်လင်းပြားနှင့်အတူနေသူမှာတကြွယ်ဤနမဖြစ်၏တကြွယ်အပြင်သို့သွားနေတော်နေတနေတွင်သမီးယောက်မှစကားများကြ၏ ထိုအချိန်တွင်ရှင်ပြည့်စေကဗုဒ္ဓတပါဆွံ့ရတော်မူသည်တကြွနမသည်ဆွံ့လောင်းပြည်၌ဒေါသရန်သောစုကိုတောင်း၏ဖြစ်လျက်ဘဝမှာဒီမိမလိုမိုက်မဲသူများကိုမျိုးစနာတရားကရှောင်ရှားနိုင်တဲ့ကို ဖြစ်ရပါလို့ဤဖရာတကြွမထောင်းကနေဒေါသထွက်သည်အရှင်မြတ်ဤလက်တော်မှာတပိတ်ကိုပြည့်ယူသည်ဆွံ့၍တွန်ပြစ်သည်ချွံ့၍ထဲ့ပေးလိုက်သည်ရေကြီးကဲ့သို့တိခတ်တော်မူသောအရှင်မြတ်ကတပိတ်ပိုက်လျက်ကြွတော်မူသည် ်အရှင်မြတ်သီခန့်တော်ညာရောက်မှမှသိမခံနိုင်နေငါကိုဆဲကျင်ဆဲပါတော့လားနှစ်တင်ချေပတ်လုံးပါရမီဖြစ်ကျင်ရတဲ့အရှင်သခင်ကိုဘာကြောင့်ပြင်းမာရတာတုံးသမီးရောက်မှရန်ဖြစ်ခြင်းနဲ့အရှင်ပြစ်စိကဗုဒ္ဓသည်မိတို့များမပတ်တဲ့ဒုဗ္ဗလျက်နဲ့တကြွယ်မှရန်ကားသည်ရန်ကားတော်ညာရောက်မှဤစကားကိုကြားတော်အခါမာရင်းပါတကားဟုထိတ်လန့်တုံလုံးစွာသိသည်တို့ကြောင့်အရှင်မြတ်ထံသို့ပြေးပြေးလိုက်သည်တပိတ်ကိုယူပြီးရှုံးတွေကိုတုံသည် အမွေးနှမ်းသာရင်ဖြင့်ချွန်းနှံ့ပြအောင်ဆေးကြောသည် မြိန်မြတ်သောစရုမလူများကိုတပည့်အပြည့်ထက်ပြီးပြန်လည်ကတ်လို့သည်ဤကောင်းမှုကြောင့်တပည့်တော်မှာဟာဖြစ်လျက်ဘဝတိုင်းမှာကြည်လို့မရောက်ရဲအောင်လာတယ်ရုပ်အရှင်နဲ့ပြည့်စုံရပါတော့ဤဖရာအရှင်ကောင်းအရှင်မြတ်သည် အနုမောဒနာပြုပြီးလျင်ကောင်းကင်ခရီးဖြင့်ကြွားသွားတော်မူလေ၏တကြွဲ့ဇနီးသည်သူဘဝမှာဆုတည်သောကောင်းရာတုဂတိဘုံများ၌ကျင်လည်ခဲ့ပြီးနောက် ဗာရဏသီပြည်၌တကြွယ်ကြီးတမီဖြစ်လာ၏ဒရေ80ကျွမ်းဝသူဤတမီလည်းဖြစ်ရုပ်ရည်ကလည်းချောမောလာပသောကြောင့်လက်ဆက်လူသူပေါများလာ၏တို့ကြောင့်တကြွယ်ကြီးသည်တမီလာအားတကြွယ်သားတယောက်နှင့်ပေးစားလာ၏တို့ရတွင်သူတို့တမီသည်ဖခင်ထံသို့ညရင်ချင်းပြန်ရောက်လာရှာ၏အဘယ်ကြောင့်နည်းတကြွယ်တမီကိုမှအဖုံးအကကင်းသောမစင်တင်ဖို့တွင်းထဲကအနက်မျိုးပုံအောင်နန်းစော်သောကြောင့်နည်း ဒုဒ္ဒစီတကြွယ်သမီးသည်အလကုံပစ္စည်းကုန်များကြောင့်နောက်တစ်ယောက်နှင့်လက်ထပ်ဖြစ်ပြန်သည်ထိုခါတွင်လည်းမင်္ဂလာဥက္ကံတင်စာတွင်သရုပ်သမီးကုန်မှပြင်းထန်သောအပုံနှံ့ကြီးထွက်လာသည့်အတွေ့သရုပ်သမီးခမရှက်မျက်ရည်ဖြာလိုက်လျက်အဖေ့အိမ်သို့ညတွင်ချင်းပြန်ရောက်လာ၏အရှင်ပစ္စည်းကဗုဒ္ဓအရှင်များ၏တပိတ်ထဲသို့ရှုံးပုတ်တွေထည့်ခဲ့မိသော မကောင်းမှုကံ အကျိုးဆက်ကနှစ်ချိန်အဆက်ကွဲယုံဖြင့်မပြီးသေးပါ ခုနှစ်ကြိမ်အဆက်ကွဲရသည်သူတို့သားခုနှစ်ယောက်ဤညရင်းချင်းပြန်အဖို့ခံရပြီးချိန်တွင်ကတကြွေဤသမီးမှာအိမ်တော်ပြုရန်စိတ်မကူရဲတော့ပါ ကုသိုလ်ကောင်းမှုတွေကိုသာအဆက်မပြတ်ပြုလုပ်ပွားများနေရလေတော့ဤကတဗာမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူသွားပြီးတရီရဓာတ်တော်များတခဲနှင့်ကြံခဲ့သည်ယဟန်ရှင်လိုအများသည်ထိုဓာတ်တော်များကိုဓာရုစေတီအဖြစ်တည်ထားကြ၏ အသက်တောင်းတန်းတွင်နေထိုင်သောလူများတည်ထားသည့်စေတီတော်ကြီးမှာတယူဇနာစနစ်တက်မှ9မိုင်မြင့်၏တကြွသမီးသည်ဝတ်စားတစားများကိုရောင်းချပြီးရရှိသောအသက်ပြဖြင့်ရွှေအုပ်များဝယ်သည်စေတံမြင်းတီလာကိုတရွေ့ပြူရန်အတွဲနန်းသာရီဖြင့်သွေးကလင်ပန်းထဲတွင် ရွှေအုပ်များနှင့်အတူထည့်သည်တကြွသမီးသည်လင်ပန်းကိုရွက်လျက်ဇေဒီတော်သို့လာသည် အထက်ထီးချက်ခံရနေရ၌ ချွေအုပ်များကိုကိုရိုင်းစီချင်းဖြင့်ကတ်လူပူဇော်၏ခုနှစ်ကျင်းတိုင်လင်ပြည့်ခံရသောတကြွသမီးသည်ရှိရောမြတ်ကြီးအားကြီးရိုးစွာရှိခိုးလျက်အခုပြုရသော ကောင်းမှုကံစေတနာကြောင့်တပည့်တော်မာရဲ့ကိုကဆန်တကူးနှင့်အာဂရင်းကကြောင်ဝတ်နှင့်တင်းကျူရပါလို့ဤဖရာဟုအပတရာဆူတောင်းမီဆေးလက်ပေါ်ပါရှင်လန်းအာရစွာအိမ်ပြန်လာသောတကြွသမီးသည် သူအားဆောင်နေသောဧည့်သည်များကိုအိမ်တွင်တွေ့ရ၏ သူနှင့်လက်ထပ်ပြီးညရင်းချင်းပြန်ပို့တော့ပထမလင်ထံမှာအောင်းသွဲတော်များဖြစ်၏အမိကိုပြန်ပို့မိတာမားတဲ့အကြောင်းဝန်ချတောင်းပန်ခြင်းတဲ့အတွက်အခေါ်ခိုင်းလို့လာတာပါပူစားရစာတွေရောင်းပြီးစီရီတော်ကြီးမှာ အခုပဲလူခဲ့ပြီးပြီးပူစားရစာတင်းအောင်တင်းနေမရှိပဲဘယ်လိုလုပ်ပြီးလိုက်မှာတော့တို့ကြောင့်အောင်းသွဲများပြန်သွားကြသည် မကြာမီပြည်လိုအပ်သောဝတ်စားရစာအပြည့်စုံဖြင့်ပြန်ရောက်လာကြသဖြင့် ယထာဘော့တက်ကလိုက်ပါလာခဲ့သည်ထိုအချိန်ကမကောင်းမှုကံများညှိုးမိန်ခဲ့ပြီးကောင်းသောကံများခေါင်းထောင်လာခြင်းပေသည်ထို့ကြောင့်အိမ်ဝမှစီးကျိုးနေသောတကြွယ်ကဝမ်းသာအာရပြော၏မေမင်းကိုဟာအရင်တုန်းကအလွန်ပြုတ်အံ့ခြင်းစရာအနှံ့ဆိုးရှိပေမဲ့ယခုတော့လေဆန္ဒကုန်းနဲ့ကြိုင်လိုက်နေပါကလားနမရေမြတ်စွာဘုရားရဲ့ဓာတ်ရုပ်စီဒီကိုပူဇော်တဲ့ကောင်းမှုကြောင့်အခုတော့ဖြစ်လာရတာပါရှင် ထိုစကားသံနဲ့အတူဝန်းကျင်တစ်ခုလုံးကြောင်ဝတ်နံထုံပြန့်သွားလေ၏တကြွယ်ကလေးမှာအံ့ဩဝမ်းသာစွာ မြည်တမ်းမိ၏။အော်မြတ်စွာဘုရားရဲ့သာသနာတော်ဆိုတာဟာတတဝရရဲ့ဥကွယ်ရာမိကိုရာ ကြီးပါကလား။အယုတ်ညံ့ကိုလည်းအမြတ်ဖြစ်လာအောင်အကျိုးပေးနိုင်ပါကလား။ထို့ကြောင့်အတန်ကြာဖြင့်တရပတ္တနာဖြစ်နေသောတကြွယ်သည်ဓာရုဇေရောကြီးကို ကမလာနီယအုံတတိုင်းခတ်လျက်တတိုင်းတွင်ကြာတော့ဦးနေ့ မုတ်ထွများတွရင်များဆင်းရဲလျက်ကြာရန်ကြာလက်များစိုက်ထူပူဇော်လေသည်ကြွယ်လင်းမရသည်အသက်အတိုင်းနေပြီးနောက်စုတေသောအခါကောင်းမွန်မြင့်မြတ်သောဘုံဘဝအများ၌ကျင်လည်ခဲ့ကြသည်ထို့နောက်လူပြည့်သောရောက်လာခြင်းဝယ်ကြွယ်မမှာဗာရာဏသီပြည့်ရှင်မင်းဤသမီးတော်ဘတ်တကာတကြွယ်မှာအမတ်ကြီးဤတာနန္ဒီယဟူ၍အတီးတီးဖြစ်လာကြလေ၏တရံသောအခါတွင်ပြည့်ရှင်မင်းနှက်ရွာလာတော်မူ၏ တမိတော်တပါးသာခြံခဲ့သည်တားတော်မရှိတို့ဖြင့်အမတ်များသည့်မင်းလောင်းရှာဖွေရန်ဖုဒ္ဒယထာလွှတ်ချသည်ထိုချင်းဝယ်နန္ဒီယမှာအဝတ်ကောင်းမရသဖြင့်စိတ်ညစ်ပြီးအိမ်မထွက်လာကကြောင်းပြတချာပေါ်တွင်ခေါင်းမိချုံရဲ့အိပ်ပျော်နေ၏ဖုဒ္ဒယထာလည်းနန္ဒီယ၏ခြေရင်းတွင်လာရောက်ရတန်၏ဤသို့ဖြင့်နန္ဒီယသည်ဂရကမင်းသမီးနှင့်ထိန်များမင်္ဂလာပြုပြီးမိတ်သိက်သုံးပါသုံးလောင်း၏ မင်းဆိုရင်စိုးမျိုးတို့ဒီရာဇပိတိကမင်္ဂလာပွဲသို့စုံကြီးစွာတက်ရောက်ကာတသိန်းနံပစုံများဖြင့်ဘုရင်မင်းမြတ်အားကရောလက်ဆောင်ဆက်သားကြ၏နန္ဒီယမင်းသည်ဆက်သသော အထယ်တွေကိုကန့်ကြည့်၏မောင်မင်းတို့ပစိုးတွေကကြမ်းထော်လာပါကလားအရှင်မင်းမြတ်ကျွန်တော်မျိုးတို့ရဲ့ဗာရာဏသီပြည်ကြီးမှာဒီပစိုးတွေဟာအကောင်းဆုံးအနုညံ့ဆုံးပါဗျာအမတ်များဤရှောက်တဲ့စကားကြောင့်ဘုရင်မင်းမြတ်အံ့ဩစွာမင်းမြန်တော်မူ၏ အနို့တင်းတို့တခင်နတ်ရွာဆန်ဘရင်မင်းမြလည်းဒါမျိုးပဲဝတ်သလားမှန်လားเจ้าမအရှင်မင်းကြီးငါကိုတော်မြမဝင့်နိုင်ဘူးနန္ဒီရဘရင်စီရွှေလက်တော်အတွင်ရှိဝတ်လဲပစုံများကိုချထားလိုက်ပြီးရွှေကရားကိုယူသည်ကရားထဲမှရေဖြင့်ကရင်စင်မျက်နှာအတည်သည်ရွှေကရားကိုညာလက်တော်ဖြင့်ကင်လျက်အရှိရတ်တို့မျက်နှာပြူကအုံပြန်သည်ငါဟာသုံးပေါ်သော လောကမှာဝိနည်းတက္ကဝအပေါင်းကို ကောင်းကျိုးချမ်းသာပြုဖို့အတွက်ဒါနကုသိုလ်တွေပြုခဲ့တယ်မဟုတ်လားဒီကောင်းမှုအကျိုးဆက်ဟာယခုချက်ချင်းငါမျက်မှောက်ကိုရောက်လာပါစေတာဒီသုံးဖြန်းကသစ္စာဆိုလိုက်ချင်းတွေဝန်လဲပစုံများသိနေတော်ပရိသပင် ရှစ်ပင်သည်မြေပြင်ကိုခွဲလျက်ပေါ်ထွက်လာလိမ့်ဤနန္ဒီယမင်းသည်ကြံရှိသောအယံမျက်နှာများသို့လေမျက်နှာမူကအလားတူမိန်တော်မူလျက်ရေသွန်းဖြန်းပြန်သည် အဖိုးရံနတ်ဝတ်ပစိုးပရိသပင်များသည် အရလေးမျက်နာ၌ဝန်းရံနေလေ၏မည်သူမဆိုအနန္ဒိယမင်း၏ဖုံးကန့်အလျောက်ပေါ်ပေါက်လာသောပရိသတ်ပင်များမှဘုလဲပစိုးများကိုအလိုရှိသမျှဆွေယူသုံးဆွဲကြစေဘရင်မင်းမြတ်သည်ကိုတော်တိုင်သုံးဆောင်ယုံသာမကအထက်ပအမိန်ဖြင့်တိုင်းသူပြည်သားများကိုပါဆွေယူသုံးဆွဲခွင့်ပေးထားသည်စီကားတရသောနိုင်ငံတော်ကြီးမှရကန်းခတ်တန်ဆိတ်ခဲ့သည်နန္ဒီယမင်းသည်မင်းမိမ့်မပေါ1600အချမ်းရံဖြင့် နေပေါင်းသသောင်းကျော်ကြာအောင်တရားမင်း၏စီစဉ်ဖြင့်စံစားနေရကတနေ့တော်မိဖုရဲ့ကောင်းကြီးဗရကအာဤသို့မိန်တော်မူ၏မိဖုရားကြီးငါတို့ဟာရှေးရှေးဘွားတွေတုန်းကကုသိုလ်ကောင်းမှုတွေစီးပူခဲ့တဲ့အတွေ့အခုလို့ထုံးမြတ်တဲ့စီစဉ်ကိုစံစားရတာဖြစ်တယ်။ဒါကြောင့်နောက်ဘဝတွေမှာလည်းအခုလို့ပဲစံစားရအောင်တိလရှိတဲ့အလူကံတွေကိုစုံစမ်းရှာဖွေပြီးတူတန်းပူဇော်ပါ။မိဖုရဲ့ကောင်းကြီးဗရကသည် တိလရှိသောပုဂ္ဂိုလ်ရှာဖွေရန်မင်းချင်းများအားအယက်ရှင်းမျက်နာသို့စေလွတ်ညာမရရှိပေထို့အတွက်မင်းနှင့်မိဖုရားသည် အလူဝိတ္ထုများစီစဉ်ထားခဲ့က ပြတ်တက်ထက်သို့တက်ပြီးရှစ်ပါးတိလဆောက်တည်သည် ထို့နောက်အရှိယတ်တို့မျက်နာမူလျက်ခြေကိုအဋ္ဌထံပြုကြ၏ဤရန်မျက်နာဝယ်အကဲ၍ရဟန္တာအရှင်မြတ်များရှိတော်မူအံတပည့်တော်တို့၏အလူကိုကြွရောက်အလူခံတော်မူကြပါဗျာမိသည့်ပုဂ္ဂိုလ်များကြွရောက်မလာသဖြင့် အလိုဝတ္ထုများကိုဖုံးတောင်းရာစကားများနှင့်ခရီးသွားများအားစွန့်ကျဲလာရသည်တောင်းရလုံလုံအဟောတိကံအဖြစ်ညာဇရုဒ္ဓအနေတွင်မူမြောင်းအယံမှပြစ္ဆေကဗုဒ္ဓအပါး900ကြွရောက်တော်မူလာကြသည်မင်းနှင့်မိဖုရားသည်ဝမ်းမြဝမ်းသာစွာဖြင့်ယာကုအဖျော်တို့ကိုဆက်ကပ်လှူဒန်းသည်ထို့နောက်တရားတော်နာယူအပြီးတွင်ဘင်းမင်းမြတ်ကလျှောက်ထား၏အရှင်မြတ်တို့ကိုပစ္စည်းလေးပါးဒါယကခံကျင်တဲ့အတွက် တပည့်တော်ရဲ့ဥယျာဉ်မှာသတင်းသုံးတော်မူကြပါဗျာဟိမဝန္တာအယံမှာကြွလာတော်မူသောဘရုမဝရီမိဖုရားဤတားတော်များဖြစ်သော အရှင်မြတ်တို့ဝန်ခံတော်မူကြသဖြင့်ကျောင်းအားရာဆောက်လုပ်လိုရန်ပူဇော်သည်သွန်းတင်ခံပေးခရာဆေးဝါးမပြတ်အောင်လိုရန်သည်တရားရုံးအခါဝယ်ပြစ်ဆန့်တဲ့တို့ဘယင်မင်းမြတ်စစ်ချတော်မူစီအရှင်ကောင်းအရှင်မြတ်900တို့ပြိဋိနိဗ္ဗာန်ပြုတော်မူကြ၏မိဖုရားကောင်းကြီးသည် အရှင်မြတ်များအားကောင်းစွာဖုတ်ကြည်တကြိုပြီးတော်ဓာတ်တော်များကိုဇေဒီတည်ထား၍ကိုးကွယ်၏ဘရင်မင်းမြတ်ပြန်လဲကြွချီတော်မူလာသောအခါဓာရုဇေဒီတော်များကိုဖုံးမြော်ရင်းတံဝေကစကားဆိုတော်မူ၏ကောင်းငင်ပြန်မြေရှိုးနိုင်တဲ့အရှင်မြတ်များတော်မှာတိမ်မင်းနိုင်ငံကိုလိုက်ကြရသည်ရင်ငါတို့အဖို့ဘာပြောဖို့ရှိမလဲတော့တို့ကြောင့်မင်းမိဖုရားနှစ်ပါးသည်တာတော်ကြီးအားထင်းနှံလွယ်ပြီးက ဥယင်တော်နာယဟန်ပြုပြီးနေထိုင်တော်မူကြ၏သူတို့သည်ဇံဝိပဿနာကို ပွားစေလျက်အသက်အတိုင်းနေ၍ဆုတည်သောအခါမြမပြည်သို့လာကြလေ၏ဉာဏိယမြမနှင့်ဗဒကမြမတို့သည်ဂေါရမမြတ်စွာဘုရားပွင့်တော်မူကားနီးချိန်ဝယ်ဆုတည်ကြသည်ဉာဏိယမြမသည်မဂဒရတိုင်မဟာတိတ်တပုံနာရွာတွင်ကတ္တပအနွယ်မင်းဆရာ ကပိလပုံနာဤသာပိပလိဖြစ်လာ၏ ဗရကမြမာတော်ကမရရစ်တိုင်းတာကလမြို့နေမင်းဆရာ ကောတိယပုံနာဤတမီဗရကပိလာနီဖြစ်လာခဲ့လေသည်နှဦးလုံးသည်မြမာပုံမှာ လာခဲ့သူများဖြစ်တည်နေအညီအရာထောင်မှုကိုစိတ်ဝင်စားကြခြင်းဒုသစီမိဘနှစ်ဖက်ကသဘောတူသည်ဂျားလူတွေကလည်းလော်လေသည်ဤသို့ဖြင့်သူတို့ထိုင်းများလက်ထပ်ဖြစ်ကြညာမောင်နှမကဲ့သို့သာနေထိုင်ကြသည် နဖက်မိဘအများနဲ့အချွေအယံများကသူတို့အားလင်မယားဟုထင်ကြသည်သူတို့ကလည်းဟန်ဆောင်ကောင်းကြသည်ခြေပွားဥစ္စာရှာဖွေခန့်ခွဲမှုကိုခြေပွန်စွာဆောင်ရွက်ကြသည်နဖက်မိဘအများကွယ်လွန်ခြင်းတွင်ပိပလိနှင့်ဗရကပိလာနီတို့သည်ပိုင်ဆိုင်သောပစ္စည်းများမှာရွှေငွေအသက်ပြား80ခွန်ကလေးနှင့်ရေအောင်သောတစ်ဖက်စေကံကြီး60စနစ်ယူဇနာ144မိုင်ကျင်ဝန်သည့် ဂျွာများဖြင့်ပြည့်နေသော အခိုင်းစင်များတီဟိုကျွန်းအနုရာဓာမြို့တမြကြီးမားကျယ်ဝန်းသောဆင်တိန်ရွာ၁၄ရွာမြင်းတိန်၁၄ရွာတို့ဖြစ်ပေသည်ဒီနေ့တွင်ပိတ်ပလိသည်တရင်ငါများချံရလျက်လယ်ထဲသို့ ဆင်လာသည် ချုပ်ရှင်းသူကရှင်မြက်ခုတ်သူကခုတ်ထွန်သူက ထွန်ရဲကြသည်ထွန်ချောင်းထဲမှပိုးကောက်များကို ကြီးများဆွန်များကထိုးစိတ်တက်ပြတ်ကြသည် ရင်းကုန်မြင်သောပိပလိသည်တရီတံဝေကရသောစိတ်ဖြင့်အိမ်သို့ပြန်လာခဲ့၏ထိုအချိန်တွင်အိမ်ရှင်မဘဒ္ဒကာပြလာနေပါလေနန်းများသိမ်းဆဲသည်ကိုကြည်ကြနေ၏နန်းဘိုးများကိုကြီးတွေကဖမ်းဆီးတပ်ဖြတ်သည်ကိုမြင်ရသဖြင့်ဤသို့တွင်မိ၏ငါတို့ရဲ့ခန္ဓာကိုယ်ဟာအလျားတလံအနန္တထွာဒုတထွာပဲရှိတယ်ဒီကိုအတွက်ရိခာတကွန်စာတပိသားနဲ့အဝတ်အလွာ၄000ရှိရင်ပြီးတယ် ဒါပေမဲ့သဘူဒီပါဖြည့်လို့နေပါဥစ္စာဗန္ဓာတွေရပေမဲ့လည်းလောဘကိုမတက်နိုင်ကြဘူးလောဘကိုမတက်နိုင်မဲ့သာမတက်နိုင်ကြတာတေတော့လေတချင်ရွေးတောင်ပသွားတာမဟုတ်ဘူးအခုအခိုင်းအစေတွေလှုပ်လို့ဖြစ်ပေါ်လာတဲ့မကောင်းမှုဟာငါကောင်းဖို့ကို လာချနေပြီအော်တေသေးကို အသက်ပြငွေတထောင်ပေးပြီးဝယ်တဲ့လူလိုဖြစ်နေပါပေါ့လားထို့သောတွင်းမိသည်ဖြင့်ကြည်စီဥစ္စာများကိုပေပလိထံအနံ့ခဲ့ပြီး ပြန်ပြူရန်ကြံစီမိတော့သည်သူတို့သည်အိမ်ပြန်ရောက်ပြီးနောက်ခမင်းစားအပြည့်တွင်ပိတ်ပဲလီလူလင်ထံမှစကားဆလာသည်ဆလာသောစကားမှာသူယဟန်ပြူတော်မိအကြောင်းဖြစ်သည်ထွက်ခါဘရခပိလာနီကလည်းပြောရတော့သည်ဒီချမ်းသာတွေကိုအရှင်သားသာဆွပြစ်ချင်တာမဟုတ်ပါဘူးကျွန်တော်မကလည်းအရှံပြောင်ပြောင်တောက်လောင်နေတဲ့မိလို့ထင်မိပါတယ်အခုလိုသဘောချင်းတိုက်ဆိုင်နေရင်အတူတူပဲယဟန်ပြူကြပါစို့အရှင်သား ထို့ကြောင့်သူတို့သည်တယောက်သပင်ကိုတယောက်တည်းရိတ်ဖြတ်ပေးကြသည်အိမ်ဈေးမှအသင့်ဝဲယူထားသောတင်ကန်းနှင့်သပိတ်ကိုလွှဲကြသည်ထို့နောက်ဤလောကရမှာရှိတော်မူကြတဲ့ယန္နာအရှင်မြတ်များကိုဆရာအဖြစ်ရည်မှန်းပြီးယဟန်ပြုပါれဘုရားဟုဆိုကာယဟန်ဝတ်ကြသည်အချွေအယံများမသိစေရန်ညံ့ရခြင်းပြတ်သက်ပေါ်မှဆင်းလာကြသည်တို့ရတွင်သူတို့ဤပိုင်တဲ့ဧရိယာမှာကျဲဝန်းလွန်သည်မိုးစစ်စစ်လင်းသည့်အထိ ယဟန်နှပါမှာမိမိတို့ပိုင်နဲ့မှမလွတ်သေး။သို့ဖြင့်အချမ်းရံများထဲမှာတယောက်မဟုတ်တယောက်တည်သွားတော်သည်။လဲလုတ်သားဆင်းနေမြင်နေနေအခိုင်းအစင်များဝိုင်းအောင်လာက မိုးကြွေးတားစီကြသည်။ထွက်ခါယဟန်တော်ပိတ်ပလိကပြော၏။တင်းတို့တွေဘလောက်ပဲစူးစားပြီးခြောက်ပွေဆုဆောင်ပေမဲ့မာတို့ကျုံအဖြစ်ကအနစ်တရာခြားတာတောင်လွတ်မှာမဟုတ်ဘူး။ဒါပေမဲ့တင်းတို့ကို အခုခွန့်လွတ်လိုက်ပြီးခေါင်းစီပြီးလွတ်လွတ်လပ်လပ်အသက်မွေးကြပြီတော့။ ရဟန္တာပါသည်ကြေးကျွံများငိုကြွေးနေစဉ်၌ခီးဆက်ခဲ့ကြသည်လမ်းစုံလွမ်းကဝါတစ်ခုသောအရောက်တွင်တယောက်တလန်းစီလမ်းခွဲခဲ့ကြသည်ထိုအချိန်ဝယ်ဘေကုဏီလောကဤခြေတော်ကောင်းဆောင် မဟာပဇာပတိဂေါရမီအရှင်မကြီးမပေါ်ပေါက်သည်လူဘဝမှာသာရှိနေသေးသောကြောင့်ဗရကပိလာနီမှာပရပိုင်းမတို့ဤကျောင်းတော်ဝင်ကယဟန်ပြူရဤနေ့အနေငယ်ကြာတွင်ဗရကပိလာနီပရပိုင်းမသည်တရင်ကောင်းတစ်ခုကြာရသည် ကြားရသောသတင်းမှာမဟာပစာပတိဂေါရမီအမှုပြုသောဗေကုဏီများရာဇဂိုပြည်သို့ကြွလာတော်မူကြသည်ဟုဖြစ်၏ဗရကပိလာနီပြပိုင်းမှသည်အဖော်ပေါင်းများနှင့်တူဂေါရမီအရှင်မထံရောက်လာကြကအမေပု္ပ္ပာများ တင်လာသည် အရှင်မကြီးမှယဟန္နာဖြစ်တော်မူပြီးဖြစ်သဖြင့်ပရပိုင်းမှာတင်လာသည်။ပြဿနာများကိုဖြေရှင်းနိုင်ပြီးထို့နောက်မြတ်စွာဘုရားဟောကြားတော်မူသောတရားတော်များကိုဆက်လက်ဟောကြားတော်မူ၏ ဘရကပိလာနီပြဲပိုင်းမှာမှာပါရမီရင့်တန့်ပြီသူ ဖြစ်တဲ့နေအညီအနှစ်ပြည့်သောတရားအဖြစ်ချက်ချင်းသိသည်မဟာဝဇာပတိဂေါရမီထေရီအရှင်မကြီးထံတွင်မဆိုင်မတော်တောင်းပန်ပြီးယဟန်ပြုတော်သည်ထိုရှင်မသည်ယဟန်ပြုပြီးမကြာမြင့်မီပြီးသင်္ခါရတရားတို့၏အချင်းအရာကို လေးပြသောမဲ့တို့ဖြင့်ဖြတ်လျက်အရဟတဖို့သို့ဆောက်ရောက်တော်မူ၏ဉာဏ်နာဖြစ်တော်မူပြီးသည် ဗရခပီလာနီထေရီမြတ်လာအရှင်မသည်အဘိညာတရားတို့ကိုမပြတ်ပွားများသည့်အတွေ့ကိုဝိနိဝါသညာ၌အလွန်အကဲပင်မျောမြင်လေ့လာနိုင်မည်သည်ထို့ဖြစ်သည်ဖြင့်တဝုဋ္ထိပြည်ဇေတဝန်ကျောင်းတော်၌ရှင်တော်မြတ်ဖျားကဘိက္ခုနီတို့အားထိုက်တဲ့ရာအရာဌာနများ၌ချင်းမြင့်တော်မူသောအခါဗရခပီလာနီထေရီသည်ပုပ်ပေနိဝတာအဘိညာဉ်ဣတတဲ့အရာ၌ချင်းမြင့်ခြင်းကို ခံရတော်မူလေ၏ ဘုဒ္ဓမေနာတော်ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဖျားရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဖျားရှင်ဟာကိုးကွယ်စိက္ကပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကိစ္ဆာမိဓမ္မတရားတော်သည် ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စိက္ကပါ၏တန်ခေါမေနာတော်တန်ကံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စိက္ကပါ၏